နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ငြိမ်သက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれအော်ဒူဘာလ29ရက်ဗုဒ္ဓဟူးနေ့ ယောရှုမဇာခန်းကြီးလေးအငယ်တက်မှရှင်လူအပေါင်းတို့သည်တယောက်မျှမကျွင်ယော်ဒန်မြစ်ကိုကူးကြပြီးမှသာရဖျားကလူများတို့တွင်တမျိုးတယောက်စီလူ၁၂ယောက်ကိုရွေးကောက်၍သူတို့သည်ယော်ဒန်မြစ်အလဲယေဘရဟိတ်တို့မြဲမြံစွာနေရာဤအရက်ထဲကကြောက်၁၂လုံးကို ယူပြီးလျှင်ထမ်းသွား၍ယနေ့ညစခန်းချရာအရက်၌ထားရမည်အကြောင်းဆင့်ဆိုလောဟု ်ယောရှုအားမိန့်တော်မူသည့်အတိုင်းယောရှုသည်ခန့်ထားနှင့်သောဣသရေလအမျိုးတစ်မျိုးတစ်ယောက်စီလူ12ယောက်ကိုခေါ်၍သင်တို့ဘုရားသခင်ထာဝရဘုရား၏တစ်တာတော်ရှိယော်ဒန်မြစ်အလယ်သို့ကူးသွား၍ဣသရေလအမျိုးအရေးအတော့အတိုင်းလူတယောက်ကြောက်တလုံးစီယူ၍ထမ်းသွားကြလောတို့ပြုလျင်တတ်တေကို ရကြလိမ့်မည်။နောင်ကာလ၌သင်တို့ဤသားသမီးတို့က ဤကြောက်တို့သည်အဘယ်သို့ဆိုလိုသည်နည်းဟုမေးလျင် သင်တို့ကသာရဖျားဤတစ်တာရောသည်ယော်ဒန်မြစ်ကိုကူးသောအခါတစ်တာရောရှေ့မှမြည်ရည်ပြက်လေသည်ဟု ပြန်ပြောရကြမည်ထို့သောဤကြောက်တို့သည် အစင်မပြတ်ဣသရေလအမျိုးသားအောက်မေ့စရာဖို့ဖြစ်ကြလိမ့်မည်ဟုယောရှုမာထားသည့်အတိုင်ဣသရေလအမျိုးသားတို့သည် ပြုကြ၏သာရဖျားသည်ယောရှုအားမိန်တော်မူသည်နှင့်အညီ ဣဒရီလအမျိုးအရေးအတွက်အတိုင်းယော်ဒန်မြစ်ထဲကကြောက်၁၂လုံးကိုယူပြီးမှစခန်းချရာအရက်တို့ထမ်းသွား၍ထားကြ၏လူတယောက်ကြောက်တလုံးစီယူ၍ထမ်းသွားကြလောတို့ပြုလင်တက်တီကိုရကြလိမ့်မည်ယောရှုမတ်စာအခန်းကြီး၄အခန်းငယ်၅မှ၆ ချီးမြှောက်ဂုဏ်ပြုခြင်းနှင့်နှိုးဆော်မှုဖခင်ဖြစ်သူ မထင်မှတ်ဖဲကွယ်လွန်ပြီးမကြမီတွင်အာရွန်သည်သူ့အဖေ၏အသက်တာကို အတူရှင်းဆုံးဖော်ပြထားသည့်အတိတ်ဘယ်ကိုစီရှိသည့်ဖခင်စုဆောင်းခဲ့သည့်ပစ္စည်းတပ်ပုံကြောက်တုံးစာအုပ်အနုပညာလက်ရာများနှင့်အခြားပစ္စည်းအခု20ခန်းကိုပိုစတာအရွယ်တပ်ပုံကူးပြီးဘောင်တက်က သူ၏မိခင်အားလက်ဆောင်ပေးခဲ့သည် အာရုံကပစ္စည်းများကိုရက်အတန်ကြာများစုဆောင်စီစဉ်ပေးပြီးနောက်သူညီမရေချေကတက်ပုံရိုက်ယူခဲ့သည်ထိုလက်ဆောင်သည်သူတို့၏ဖခင်အားမြင်နိုင်သောပစ္စည်းများဖြင့်ချီးကျူးဂုဏ်ပြုခြင်းဖြစ်သည် သူဖခင်သည်မိမိကိုယ်ကိုဆက်စုပ်မှုဆေးဆွဲမှုတို့ဖြင့်ဆယ်စုနှစ်များစွာယုံကံခဲ့ရတော်လေသူတို့အပေါ်ထားသည့်ဖခင်၏ချစ်ခြင်းမေတ္တာကိုမိသည့်အခါမျှတန်တရာမဖြစ်စေခဲ့ပါ ဟာဂီအီနောက်ဆုံးဆယ်စုနှစ်ကာလများတွင်ဆေးဆွဲသည့်ဘဝမှာယုံထွက်နိုင်ခဲ့ခြင်းကဖျားသခင်ဤမြတ်တော်နှင့်အံ့ဩဖွယ်ကုသချင်းတကိုးတော်ကိုတည်တည်ထူခဲ့သည်အနှစ်40ကြာပြီးနောက်ဖျားသခင်ဤလူမျိုးများသည်ဂတိတော်ထားရပြီသို့ဝင်ရောက်ချိန်တွင်ယောရှုသည်ဣသရေလအမျိုးတစ်မျိုးစီမှလူ12ယောက်ကိုရွေးချယ်ပြီးတည်တည်အဖြစ်6တွေ့သောမြစ်ကျမ်းပြင်မှကြောက်တလုံးစီယူစေသည် ယောရှုသည်ဤကြောက်တုံးများဖြင့်တည်မြဲသောဘုရားသခင်ဤတကိုးတော်နှင့် ဖြည့်စည်ပေးမှုကိုချီးမြှောက်ရန်ယစ်ပလင်တစ်ခုကိုတည်ဆောက်ခဲ့သည်ဣသရေလလူမျိုးတို့ဤခရီးသည် မလွယ်ကူခဲ့ပါသို့သောဘုရားသခင်သည်သူတို့နှင့်အတူရှိလျက်ကြောက်ထဲမှရေကောင်းကင်မှမန်နာမို့နေ့၌ကမိုးတိမ်တိုင်အားဖြင့်ည၌ကအလင်းပေးရန်မိတိုင်အားဖြင့်သူတို့ကိုပို့ဆောင်ခဲ့ပြီးအဝိမြားလဲမဟောင်းမနှွမ်းခဲ့ပါ ထိုအထင်းမရစ်ပလင်သည် ကိုရောကိုညွန်ပြခဲ့သည်ဖျားသခင်သည်အံ့ဩဝေရာများကိုပြုသည် ကိုရောဖြည့်စည်ပေးတော်မူသည့်အတိုင်းသူ၏မြတ်တာနှင့်တကူတော်အတွေ့တည်မြဲသောချီးမြှောက်ဂုဏ်ပြုခြင်းကို ကျွန်ုပ်တို့ခြံရစ်ထားခဲ့နိုင်ပါစေ။ ရာသခင်ပြုသောအမှုတက်တီကိုမိသည့်နေရာတွင်တင်တွေ့မြင်သည်နီကိုတော်ဤအမှုတော်တက်တီအဖြစ်မိတို့သောချီးမြှောက်ဂုဏ်ပြုခြင်းကိုတင်ချန်ထားနိုင်မည်ချစ်တော်ဘုရားသခင် ကျွန်ုပ်တို့ကိုဝန်းရံပေးသော ကိုတော်ဤမေတ္တာတက်တီအတွက်ကျေးဇူးတင်ပါ၏သခင်ယေရှုနာမ၌ဆုတောင်းပါ၏အာမင် င်းစဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။